နောက်ထပ်ဒေသတွင်းကသတင်းကတော့ဂျပန်နဲ့အမေရိကန်တို့ရဲ့အစီအဝေးသတင်းမှာ အမေရိကန်ကဂျပန်ကိုကာကွယ်ရေးအသုံးစရိတ်ထပ်မံတိုးမြှင့်ဖို့တောင်းဆိုတာကြောင့်ထိတ်တန့်အစီအဝေးတစ်ခုဖြစ်တဲ့ 2+2 လုံခြုံရေးအစီအဝေးကိုဂျပန်ကမတက်ရောက်တော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ 2+2 2အစည်းအဝေးဆိုတာကတော့နှစ်နိုင်ငံနိုင်ငံသားရေးနဲ့ဒီကာကွယ်ရေးဝင်ကြီးတွေတွဲဆုံတဲ့ထိပ်သီးအစည်းအဝေးဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဒီကာကွယ်ရေးစည်းရိမ်တွေရှော့ချထားတဲ့ဂျပန်နိုင်ငံဟာမကြာခင်ကတော့2029ခုနှစ်ရောက်ချိန်မှာ နိုင်ငံ GDP ရဲ့ဒီနှစ်ရာခိုင်နှုန်းအထိတိုးမြင့်သုံးဆွဲဖို့ပြင်ဆင်ထားပါတယ်ဒါပေမဲ့လည်းသမ္မတထရမ့်တက်လာပြီးတဲ့နောက်မှာတော့အမေရိကန်ကဂျပန်ကိုကာကွယ်ရေးအသုံးစည်းရိမ်ကို နိုင်ငံ GDP ရဲ့3.5ရာခိုင်နှုန်းအထိတိုးမြင့်ဖို့ပြောလာတာကြောင့်အခုလိုဒီအစည်းအဝေးကိုမတက်ရောက်ဖို့ဂျပန်ကဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ဒေသတွင်းမှာ တရုတ်နဲ့မြောက်ကိုရီးယားရဲ့ချင်းချောက်မှုအဒီတိုးမြင့်လာတာကြောင့်အခုလိုမျိုးကာကွယ်ရေးစရိတ်တိုးမြင့်ဖို့တောင်းဆိုတာဖြစ်တယ်လို့ဆိုပါတယ်။အခုအစည်းအဝေးကိုဇူလိုင်လ1ရက်နေ့မှာကျင်းပဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။